ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာခုတစ်ခေါက်တင်ဆက်ပြီးမှာကတော့အီရန်ရုရှားနဲ့ကနေဒါတို့စီရေနံရရှိရေးဆိုရမှုတွေကြောင့်ရေနံစစ်တက်လာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးမှာဖြစ်ပါတယ်အီရန်ရုရှားနဲ့ကနေဒါတို့စီကရေနံရရှိမှုအပေါ်ဆိုရမှုတွေတိုးတက်လာတာကြောင့်မို့လို့ အင်ကာနိအစောပိုင်းအာရှဈေးကွက်မှာတော့ရေနံဈေးတွေတက်လို့လာခဲ့ပါတယ်။ဈေးတက်ရတဲ့အကြောင်းရင်းတွေကတော့အီရန်ကအမေရိကန်ရဲ့နျူကလ িয়ার သဘောတူညီချက်အစိုးပြုချက်ကိုညှင်းပယ်ဖို့ပြင်ဆင်နေတာ။ရုရှားရဲ့ရေနံထုတ်လုပ်မှုအပေါ်တက်ရောက်မှုရှိနေတဲ့ပထဝီဝင်နိုင်ငံရေးတင်းမာမှုတွေဆက်ဖြစ်နေတာနဲ့ကနေဒါမှာတောင်းမီးတွေကြောင့်မလို့ထုတ်လုပ်မှုတွေရပ်တန့်နေတာကြောင့်ပဲဖြစ်ပါတယ်။ဘရန့်ရေနံစိမ့်အနာဂတ်ရောင်းဝယ်မှုဈေးအရဆိုရင်တော့ 3.85ရာခိုင်နှုန်းဒါမှမဟုတ်55စင်တက်ပြီးတော့တစီကို65.18ဒေါ်လာရောက်ခဲ့ပါတယ် American Works Texas Interminate ရင်းနှီးစင်ကတော့3.94ရာခိုင်နှုန်းဒါမှမဟုတ်59စင်တက်ပြီးတော့တစီကို63.17ဒေါ်လာနဲ့ရောင်းဝယ်နေတာပါဒါဟာအရင်ရက်က300ခိုင်နှုန်းနေပါတက်ခဲ့တာကိုဆက်လက်တက်လာတာလည်းဖြစ်ပါတယ်တနင်္လာနေ့မှာဈေးကွက်ရုပ်တရက်ခုန်တက်ခဲ့တာကရေနံတင်ပို့သည့်နိုင်ငံများအဖွဲ့ OPEC နဲ့ ်မဟာမိတ်တွေဟာဆိုရင်တော့ဇူလိုင်လအတွက်တရက်ကိုစီပေါင်း၄သိန်းတထောင်တထောင်ထုတ်လုပ်မှုတိုးမြင့်မှုသဘောတူညီခဲ့တာကြောင့်မို့လို့စိတ်သက်သာရာရတယ်လို့ဆိုပါတယ်။တနင်္လာနေ့မှာဈေးတွေရုတ်တရက်ခုန်တက်ခဲ့တာကရေနံတင်ပို့တဲ့နိုင်ငံများအဖွဲ့ OPEC နဲ့မဟာမိတ်တွေဟာဆိုရင်တော့ဇူလိုင်လအတွက်တရက်ကိုစီပေါင်း၄သိန်းတထောင်တထောင်ထုတ်လုပ်မှုကိုတိုးမြင့်ဖို့သဘောတူခဲ့တာကြောင့်စိတ်သက်သာရာရတယ်လို့ဆိုပါတယ်။ဒီအရေးအတွက်ကတော့ဈေးကွက်တွေကလူအချို့စိုးရင်ထားတာထက်နည်းနေပြီးတော့အရင်နှစ်လကတိုးမြင့်ပေးခဲ့တဲ့ပမာဏနဲ့ကိုက်ညီနေတာလည်းဖြစ်ပါတယ်။ အစိုးဆုံးစိုးရိမ်မှုတွေမဖြစ်ခဲ့တာကြောင့်ရင်းနှီးမြှုပ်နှံသူတွေကစနေနေ့ကအစည်းအဝေးမတိုင်ခင်လုပ်ခဲ့တဲ့ဈေးကျမယ်ဆိုတဲ့မှန်းဆချက်တွေကိုပြန်ပယ်ခဲ့ကြတယ်လို့ AZN ကုန်စည်မဟာမှူးကြီး Daniel Hayes ကမှတ်ချက်ပေးခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာ။